ဒိန်ချင်းရောင်းပြီးတော့ရိုးသားတဲ့ဝင်ဝင်နဲ့လှမေပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ဆိုနေအားလုံးပဲမင်္ဂလာပါဒေဆလီဘေးဒီနျူးပေးကနေပြန်လည်ကားကျူဆိုလိုက်ပါရီမကြာသေးခင်ကကျင်းပခဲ့တဲ့ Miss World မြန်မာ2025ပြိုင်ပွဲမှာဆိုနန်းကလည်းလူကြိုက်များခဲ့သူဟာဘောလီဝုဒ်ဆက်ဆံသားကြီးမြန်မာရဲ့ရှမ်းမောင်းတို့ကြောင့်လူကြိုက်များခဲ့ပေမယ့်ဘာသာစကားခက်ခဲကြောင်ဆူနေလွဲချော်ခဲ့ရသူပါဆိုနန်းကလှမေပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှုတွေတင်းချင်းရောင်းပြီးတော့မွန်ဘိုးလီတွေစုကလာပြိုင်ခဲ့ပါရီ ဆူနန်တို့မိသားစုကရန်ကင်မိုးကောင်းလမ်းမှာဒိန်ချင်ရောက်လာတာစနစ်နဲ့ရှိပါပြီ။ဆူနန်ကမိသားစုရဲ့စီးပွားရေးကိုကူညီတဲ့အနေနဲ့သူကိုယ်တိုင်ဒိန်ချင်ရောက်ပါတယ်။ဒေဂျီအောင်တဲ့အချိန်မှာရွှေတူတွေက လာဝေတာကြောင့်ဇွန်နဲ့ကငငယ်ကတော့အားငယ်ခဲ့ပါရင် ကြည့်ပြလာတဲ့အချိန်မှာတော့ဒီလောက်ကတမအာစီဝါကြားတဲ့အလုပ်ဖြစ်ပြီးတော့ဇေယောင်းနာကရှက်စရာမဟုတ်တဲ့အကြောင်းသိသွားခဲ့လို့မရှက်တော့ပါဘူး။ဆိုနေတော့ဒေဂျီယောင်းနဲ့အကြောင်းကိုလည်းမဖုံးခွေထားဘဲနဲ့အမှန်တိုင်းပြပြထားပါရီ။ဆိုနေကအသက်25နှစ်ရွယ်ရှိပြီးတော့ပညာရေးကတော့ဆယ်တန်းနဲ့တဝက်တစ်ပြည့်ဖြစ်သွားခဲ့ပါရီ။ပညာရေးမှာအနေဒါကသူ့ဘဝအတွက်အခက်အခဲလို့မတတ်မတားကြောင်းအလမေပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပါရီ။အလမေပြိုင်ပွဲကိုဝင်တဲ့ချိန်မှလည်းဘသူရဲ့ sponsor ရင်းကိုညီတွေမှမရှိဘဲနဲ့ကိုအားကိုကိုပြီးတော့ရှင်ပြိုင်ခဲ့တာပါ သူရဲ့မိသားစုကတော့နုပညာလုပ်တွေလောက်တာသဘောမကျပါနဲ့လေစိုးနန်းကတော့မိသားစုလက်ခံလာအောင်ကြိုးစားပြပါရီနောက်ဆုံးမှာတော့လာမေပြိုင်ပွဲကိုရှင်ပြိုင်ခွင့်ရသွားပါတော့ရီစိုးနန်းကလာမေပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်နေချိန်မှာဘာသာစကားခက်ခဲကိုတော့ကြုံတွေ့ခဲ့ရပါရီဒါပေမဲ့တွေ့ကြုံနေလဲရှာပြီးတော့နုပညာလုပ်တွေလဲလုပ်နေရပါပြီတစ်ဖက်မှာလည်းမိသားစုရဲ့လုပ်ငန်းဖြစ်တဲ့ဒင်းချင်းရောင်းတဲ့အလုပ်ကိုမပေးပြတ်ထားပါဘူး။စုနန်းတို့ရဲ့ဆိုင်မှာဒင်းချင်းကတရက်ကို15ဘိတ်သား၊နွားနုက15ဘိတ်သားရောင်းရပြီးတော့တရက်တရက်ဝင်ငွေဟာ3သိန်းကျော်ရှိပါသေး යි ။ နွားနုနဲ့တင်ကျင်ကိုကြာရှည်ခံစည်းမထည့်ပဲနဲ့တရက်တာအတွင်းကိုအောင်ရှောင်းပြီးတော့ကျမ်းမိုင်နဲ့ညညအောင်လှုပ်ထားတာလို့ဆိုပါရီ။ဆိုနန်ကလှမေဖြစ်သွားပြီမိ။မုံရင်လုတ်ကောမမေပဲနဲ့တင်ကျင်ရောက်နေစေဖြစ်ပါရီ။တင်ကျင်ရောက်လာကြောင်းအချို့လူတွေကတော့သူ့ကိုနှိမ်သွားကြပါရီ။တင်ကျင်ရောက်တဲ့သူကိုနုပညာကြီးများပေးစရာမလိုဘူးဆိုပြီးတော့ဈေးနေတဲ့သူတွေကိုလည်းဆိုနန်ကကြုံခဲ့ပူပါရီ။ဆိုနန်ကလှမယ့်နေရာမှာပဲရှက်မနေပဲနဲ့မော်ရီနဲ့ရုပ်ရှင်မင်းသမီးဖြစ်အောင်ကြိုးစားသွားအောင်ပါ။သူ့ဘဝမှာစပွန်ဆာတွေကိုစိတ်ဝင်စားပဲ ရှူသားတဲ့လုံနဲ့အတူပညာလောကကိုဝင်ရောက်နိုင်သူဖြစ်တာနဲ့ရင်းချင်းနေတဲ့သူပါ။ဆိုနေကရုပ်ရည်လေးချော့အရှမ်းမောင်းလေးကောင်းတာကြောင့် မော်ရီလောကထဲမှာတော့အောင်မြင်သူဖြစ်ကြံပေးကြပါရည်။ဒါ့အပြင်ဆိုနန်ကတော့အလှမယ်လောကကိုစိတ်ဝင်စားသေးတဲ့အတွက် Brighter Project တွေလည်းလုပ်နေပါရည်။ဒေဂျင်အောင်လို့ရှာတဲ့ဝင်ငွေတွေကနေခက်ခဲသူတွေကိုလှူဒန်းနေပြီးတော့ဒေဂျင်အောင်တဲ့သူလည်းအလှမယ်တရားဖြစ်လာနိုင်ကြောင်းပြသကြနေတာပါ။ဒေဂျင်အောင်ပြီးတော့မိသားစုလို့ကိုကုညီရာကရှက်စရာမဟုတ်တာကြောင့်ပရိသတ်တွေကသူ့ကိုပို့ပြီးတော့သဘောကျသွားကြပါရည်။အလုတ်ကိုသိငယ်တဲ့ကြီးမားတွေလို့မခွဲဘဲနဲ့ ုတ်တဲ့လုပ်ပေါ်မှာလေးစားမှုရှိပြီးရောစူးစားနေရင်အောင်မြင်နိုင်ကြောင်းစုနန်းကယုံကြည်ထားသူပါစူးစားနေတဲ့လူငယ်တွေကိုလေစုနန်းကအားမငယ်စေချင်မင်းနဲ့ဒေချင်ရောင်းရင်းနဲ့လေအိမ်မက်တွေကိုကောင်းထည့်ဖော်နိုင်ကြောင်းပြသချင်နေပါတယ်စပွန်ဆာတွေကိုစိတ်ဝင်စားပေးနေရိုးသားတဲ့လူနဲ့အလမေဖြစ်လာခဲ့တဲ့စုနန်းပေါ်မှာပရိသတ်ကြီးရဲ့မြင်လေးကိုလေပြောခဲ့ပေးပါအောင်ရှင်ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်